မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗာမိရီကတ်စတိုရီချန်နယ်ကနေပြန်လဲကြိုးစို့ပါတယ်ဒီတစ်ခေါက်မှာတော့မဲပြပစိုးပေါ်ကချုပ်ရိုးအစ်စိုးသလိုပေါ့အင်ဒိုနီးရှားကားကောင်မှခက်ချမ်းချမ်းလေးမှကြိုက်နဲ့တတ်တတ်တဲ့လူတွေအတွက်အကြိုက်တွေ့စေမယ့်ကားလေးပါဇလန်းလေးကဝမ်းရှိပါတယ်နောက်မှဝမ်းကို တင်ပေးပါမယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်20ကဂျက်တီဂျာဂျာဆိုတဲ့ရွာလေးမှာညနေမောင်ကြီးပြိုးချိန်ကလေးတွေပျောက်သွားတဲ့အဖြစ်ဆိုးကြီးဖြစ်ခဲ့မှုပါတယ် ခုကတော့အဲ့ဒီဂျက်တီဂျက်ဂျာဆိုတဲ့ရွာရဲ့ဘေးကဂီဒီတီတိုဆိုတဲ့ရွာလေးမှာပေါ့ညနေမောင်ရင်ပြိုးချိန်ရွာထဲမှာကလေးတယောက်ထိတ်ထိတ်လန့်လန့်နဲ့ပဲပြေးလွှားလာရင်လေခွင်းတစ်ခုတည်းကရေနုံမြောင်းတဲ့ကိုဝင်ပုန်းနေချိန်ဘေးကနတ်ဆိုးတကောင်ကဇောက်ထိုးကြီးကြလာကသူ့ကိုကြည့်နေလို့ဖွဲအပြေးခေါင်းကိုအပေါ်ကနေလက်နဲ့လှမ်းဆွဲခံလိုက်ရပါတယ်ဒီတော့ထိတ်လန့်အော်ဟစ်နေရင်အတင်းရှေ့ဆက်သွားတော့လွတ်သွားပြီမဲ့လေသူရဲ့အရှိမြေကြီးတဲကနေလက်ကြီးထပ်ပြီးထွက်လာပြန်ကာ တဖြည်းဖြည်းနဲ့နှက်ဆိုးတကောင်ထွက်လာတဲ့အတွက်ထိတ်လန့်ကြားနဲ့អော်ချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဝူလန်နဲ့យូโกတို့မောင်နှမဝမ်းကွဲနှစ်ယောက်ဟာအတူရှိနေကြပြီ။យូโกကမိဘတွေမရှိကြဘဲအတော်နဲ့အတူနေထိုင်တာပါ။យូโกကចောင်းလေးတွေကိုချစ်လို့အစာကျွေးတဲ့အခါမှာဝူလန်ကသူ့တို့ကိုမကျွေးဘူးနဲ့ဒီလိုကျွေးရင်နောက်တစ်ခါထတ်လာလိမ့်မယ်လို့ဆိုပြီးမောင်းထုတ်လိုက်ပါတယ်။ဒီလိုနဲ့យូโกကဘောလုံးအသင်းကအသင်းဝင်ဖြစ်တာမို့ ိုင်ပွဲဝင်ဖို့တွားဖို့ပြင်ဆင်နေပြီးအမားဖြစ်သူကိုလိုက်ဖို့ပြောပေမဲ့မလိုက်ချင်ပဲသူ့မှာအရေးကြီးတာတွေလုပ်ဖို့ရှိတယ်ဆိုပြီးပြောနေကယူကိုကသူတို့အတင်းကဒေဝိုကဝူလန်ကိုကြိုက်နေတာလို့စနောက်နေသေးတာပါဒီအချိန်မှာပဲယူကိုရဲ့တငယ်ချင်းတွေကားနဲ့စူးစူးညံ့ညံ့နဲ့ရောက်လာကြပြီးအော်ကြဟိကြကပေါက်ကရတွေပြောလိုက်ရဲလိုက်နေပါပဲဒီတော့ယူကိုလည်းသူ့အတော်ကိုနှုတ်ဆက်ပြီးအမြန်ပဲကားပေါ်ကိုတက်လိုက်ကကားသမားကလည်းသူ့အတော်ကိုကြောင်နေသေးတာပါ သူတို့ထွက်သွားတဲ့အခါမှာတော့ယူကိုကရေဘူးကြံခဲ့တာကိုမြင်သွားကကွန်ပျူတာရှိကိုထိုင်နေတဲ့ဝူလန်ကိုချော့ပြီးရေဘူးလိုက်ပေးစီပါတယ်။ဝူလန်လည်းမသွားကျင်ဘူးလို့ညင်းနေလို့ပုံမှန်ပေးနေကြမုံဘိုးပိုက်ဆံထက်ပို့ပေးပါမယ်လို့ပြောတော့မှအချက်ချင်းပဲသဘောတူလိုက်ပါတယ်။ဝူလန်ကလည်းရေဘူးလိုက်ပေးလိုက်ပြီးသူတယောက်တည်းပြန်ရင်ပိုက်ဆံကုန်တယ်လို့ဆိုပြီးဘောလုံးကန်တဲ့အဖွဲနဲ့မှအတူပြန်ဖို့ထိုင်ဆောင်နေလိုက်ပါတယ်။ဒီလိုနဲ့ဘောလုံးကန်နေတဲ့ဒေဝိုကသူ့ကိုမြင်သွားပြီးငေးမိရာကနေ ချော်လဲပြီးဒဏ်ရာအပြင်းထန်ရသွားကလူစားထိုးဖို့ဖြစ်လာတဲ့အတွက်ယိုဂိုကလူစားထိုးဝင်ရပါတယ်။ယိုဂိုကတက်တက်ကြွကြွနဲ့ပဲဝင်သွားတော့ဒေဝိုကဟူလန်နားကိုသွားထိုင်ပြီးကြောင်းနေပါပြီ။ဒီအချိန်မှာပဲယိုဂိုကတယောက်တည်းခြေစွမ်းပြမယ့်အကွက်တွေထုတ်လိုက်တာကြောင့်ပဲအသင်းကရှုံးသွားပါလေရော။ဒီတော့သူ့ကြောင့်ရှုံးလို့ဆိုပြီးအသင်းကောင်းဆောင်ကလာပြီးရန်ရှာနေကအပြန်အလှန်စကားများကြရင်ယိုဂိုရဲ့တငယ်ချင်းတွေကိုလည်းဘေးကထိုင်နေတဲ့လူစားထိုးကောင်တွေလို့ပြောတဲ့အတွက် ကစားသမားတွေအချင်းချင်းထိုးကြကြိတ်ကြပါတော့တယ်ဒီအချိန်မှာပဲဒေဝိုကဟူလန်အနာကိုသွားပြီးသူ့လုံးဂျုံအောင်ဆောင်းလျှောက်ပေးပါမယ်လို့လှုပ်နေရင်ဘောလုံးကသူ့ကောင်းကိုလာမှန်ပြီးပြစ်လဲကြသွားပါတော့တယ်ဒီလိုနဲ့ပွဲပြီးသွားကြတော့အသင်းကောင်းဆောင်တဲ့အဖွဲ့ကညနေဆောင်ပြီးမှသွားဆူတောင်းနေကြပြီမဲ့အန်ဒရိုးကအိမ်ရောက်မှဆူတောင်းမယ်လို့ပြောနေတာပါဟူလန်ကလည်းသူ့လုံးစရာတွေရှိနေသေးလို့ပြန်မယ်လို့ပြောတဲ့အတွက်ချက်ချင်းပဲရွာကိုကားနဲ့ပြန်လာလိုက်ကြပါတယ်တစ်ဖက်မှာလည်းအာဒီကရွာမှာရောက်နေပြီ ကောင်းကင်ကိုမော့ကြည့်ရင်ပုံမှန်မဟုတ်တာကို သတိထားမိနေပါတယ်။ဘူလန်တို့ကလည်းပြန်လာနေရင်ညကမောင်းချင်ရောက်လာပါပြီ။ဘူလန်ကကားရဲ့ခေါင်းကန်းကနေပြီးကားသမားနဲ့စကားပြောနေကြကယူကိုတို့အဖွဲရန်ဖြစ်တာကိုအပြစ်တင်နေပြီးအသင်ရှုံးတာကိုလည်းယူကိုကြောင့်လို့ပြောနေတာပါ။အနောက်မှာလည်းသူတို့ရန်ဖြစ်ခဲ့တာတွေကိုအော်ကြီးဟစ်ကျင်တဲ့စကားတွေပြောနေပြီးနောက်နေ့ကျရင်ဘလို့တီးထဲလိုက်မယ်ကွာဆိုပြီးပြောနေကြတာပါ။ဘူလန်ကလည်းယူကိုကိုစိတ်ဆိုးနေပြီးတည်သွားပါစေလို့ကြိမ်မိလိုက်တဲ့အချိန် သူတို့ကားရှိကိုလူတယောက်ရုတ်တရက်ရောက်လာလို့ဝင်တိုက်မိသွားကကားကိုရက်ပြီးဆင်းကြီးတဲ့အခါမှာတော့တေဆုံးသွားပါပြီဒီတော့အားလုံးကလည်းထိတ်ထိတ်လန့်လန့်နဲ့ပဲအလောင်းကိုငှက်ပြောရွက်တင်နဲ့ဝိုင်းအုပ်ထားလိုက်ကြပါတယ်ဒီအချိန်မှာပဲဝူလန်ကကားတဲ့တယောက်တည်းရှိနေခြင်းကစားရအောင်ဆိုတဲ့အတန်ကိုကြားလိုက်ရပြီသူလှဲ့ကြည့်တော့ဒံယာရီနဲ့ပူကတ်ခံထားရတဲ့ကလေးတယောက်ကသူ့ကိုလှမ်းခေါ်နေတာပါယိုကိုကလည်းအမားဖြစ်သူကိုတတိယပြီးလှဲ့ကြည့်လိုက်တော့ကားထဲမှာမရှိတော့ပါဘူးဝူလန်ကညှို့ခံလိုက်ရပြီးပါသွားတာဖြစ်ကား ရှေ့ကသွားနေတဲ့ကလေးကပျောက်သွားချိန်တတိပြန်ဝင်လာပြီးဒီနေရာကိုပဲလို့ရောက်နေတာလဲဆိုတာကိုလည်းမသိပါဘူးဘေးကိုလိုက်ကြည့်နေချိန်မှာပဲအနောက်ကနေနှဆိုးကပေါ်လာပြီးသူ့ကိုဝင်ပူးကတ်သွားပါတော့တယ်ယိုကိုတို့ကလည်းအဖွဲလိုက်လိုက်ရှာနေကြပြီးရှာမတွေ့လို့လူခွဲပြီးဆက်ရှာကြပါတယ်လူခွဲကြပြီးရှာတဲ့အခါမှာတော့အန်ဒရိုးကနှဆိုးနဲ့ထိတ်တိုက်တိုးပါတော့တယ်ယိုကိုကလည်းသွားနေရင်ဝူလန်ကအပင်တပင်နားမှာငိုနေတာကိုမြင်လို့အနားကိုသွားဖို့လှုပ်ချင် ပျောက်သွားတဲ့အတွက်လိုက်ရှာနေရင်အနောက်ကိုရောက်နေကကြောက်တုံးကြီးနဲ့ထုဖို့ရွယ်ထားတာပါကာသမားကရောက်လာတော့မှကံကောင်းသွားပြီဟူလန်လည်းမေ့လဲကြာသွားပါတယ်ကြံတဲ့ကလေးတွေကတော့လုံးဝပြန်ရှာလို့မတွေ့တာမို့လူကြီးတွေကတော်ရဲကိုလိုက်ရှာနေကြပါတယ်သူတို့အဖွဲ့မှာကာသမားနဲ့တွေ့တဲ့ဟူလန်တို့မောင်နှမနှစ်ယောက်ပဲအိမ်ကိုပြန်ရောက်လာခဲ့ကြပြီယူကိုကတော့ထိတ်လန့်နေကဟူလန်ကတော့ပူကက်ခံထားရတဲ့အတွက်ပုံမှန်မဟုတ်တော့ပါဘူးဒါကိုလူကြီးတွေကမသိပါဘူး သူရဲ့အမေကဘာတွေဖြစ်ခဲ့တာလဲလို့မေးပေမဲ့လည်းဘာမှမပြောဘဲငြိမ်းနေတာပါယိုကိုကတော့သူ့အမကိုကြည့်ပြီးနားမလည်နိုင်ဖြစ်နေပါပြီကားတိုင်းပြီးတဲ့နေရာကိုလည်းအာဒီကရောက်လာပြီးကလေး6ယောက်လုံးအဆအနမကြံပဲပျောက်ဆုံးသွားတာနဲ့နှစ်ယောက်ပဲပြန်ရှာတွေ့တာကိုလည်းတည်သွားပါတယ်ကားတိုက်ခံရတဲ့ကလေးအလောင်းကိုတေချာကြည့်တော့လွန်ခဲ့တဲ့အနှစ်20ကပျောက်သွားခဲ့တဲ့ကလေးဖြစ်နေတာကိုသိလိုက်ပါတယ်သူ့ကိုကလေးတွေရဲ့မိဘတွေကဓာတ်ပုံပေးလိုက်တာကြောင့်တည်နေတာဖြစ်ကာ ီလိုကလေးတွေပျောက်ဆုံးရတာနဲ့ပတ်သက်ပြီးအာဒီကလိုက်စုံစမ်းနေတာပါသူ့ရဲ့တင်ငယ်ချင်းအာယူကလည်းဖုံးဆက်ပြီးဒါကိုဆက်ပြီးမလိုက်ဖို့နဲ့သူတို့တက်နိုင်တာထက်ကြောလွန်နေတာလို့ပြောပေမဲ့မရပါဘူးအာဒီကသူ့ကိုအမြဲ၆လက်နေတဲ့အရာကိုရှာပြီးမရက်တက်နိုင်မချင်းအေးချမ်းမှာမဟုတ်ဘူးလို့ဆိုပါတယ်ဒီအဖြစ်ပြက်တွေရဲ့အစကတော့ပူကက်ခံထားရတဲ့ကလေး၃ယောက်တေဆုံးတာကနေစတင်ဖြစ်ပေါ်လာခဲ့တာပါအဲ့ဒီနောက်ယိုကိုက တင်ငယ်ချင်းတွေနဲ့ဘောလုံးကန်နေရင်ရုတ်တရက်အားလုံးငြိမ်သွားကြလို့သူကြည့်နေတော့မှပဲ ခေါင်းတွေသူ့ဘက်ကိုလှည့်ပြီးချောင်းလန့်လိုက်ကြလို့អော်ချလိုက်ကအိမ်မက်ဖြစ်နေပြီးလန်နိုးလာပါတယ်။ទုံနိုးလာတော့ထိတ်လန့်နေတဲ့အတွက်ရေသွားတောက်နေရင်အိမ်နောက်ဘေးမှာចောင်းអော်တန်ကိုကြားလိုက်ရလို့သွားကြည့်တဲ့အခါမှာတော့ဝူလန်ကចောင်းကိုဓာတ်နဲ့ထိုးပြီးတွေးတန်တရေရေနဲ့កိုင်ထားကသူကြည့်နေတော့မှာပဲထားရက်လာပြီးလှည့်ကြည့်လာလို့យូကိုလည်းလန်သွားပါတယ်။သူပြန်ကြည့်လိုက်တော့ပျောက်သွားပြန်ပြီးမရှိတော့ပါဘူး။ဒီတော့ကြောက်ကြောက်နဲ့ပဲတကားကိုပြန်ပိတ်ခါအိမ်ထဲကိုဝင်ပြန်တော့ဦးလန်ကိုမြင်လိုက်ရပြီးဓာကြီးကင်ထားခါ ရုတ်တရက်သူ့စီပြေးဝင်လာလို့អော်ချလိုက်ပါတယ်ဒီအချိန်မှာပဲအတော်ဖြစ်သူကထွက်လာတော့ဘာမှမရှိပဲတယောက်တည်းអော်နေတာပါအတော်ကိုမြင်တော့မှဝူလန်ရဲ့အခန်းကိုသွားဖွင့်ကြည့်ပေမဲ့အခန်းထဲမှာဝူလန်ကအိတ်နေတာပါဒါကအိတ်နေရင်ရောင်းနေတာပါလို့ဆိုပြီးဝူလန်ရဲ့အခန်းကိုလည်းတကားပိတ်ထားလိုက်ကထွက်သွားတဲ့အချိန်အခန်းထဲကဝူလန်ရဲ့လက်တွေမှာသွေးတွေပေးကျနေတာကိုမသိကြပါဘူးနောက်တနေ့မနက်မှာတော့ထမင်းစားခန်းမှာဝူလန်ကိုမြင်လိုက်ရပြီသူ့ကိုကြက်သီးထစရာအကြည့်နဲ့စိုက်ကြည့်နေတဲ့အတွက် ရိုးကိုလည်းအကြောက်လွန်ပြီးနေရာမှာပဲကြောက်သေးပါချမိတဲ့အထိပါပဲ။အတော်ဖြစ်သူကပြောမှသတိထားမိပြီးထွက်ပြေးသွားပါတယ်။တစ်ဖက်မှာလည်းပျောက်သွားတဲ့ကလေးတွေကိုဆက်ပြီးရှာဖွေနေကြတော့မှာပဲ။ရှာဖွေတဲ့အဖွဲတွေကလုံခြုံရေးတယောက်ကသူ့အဖေကအရင်တုန်းကနတ်ဆရာတယောက်ဖြစ်ပြီးလွန်ခဲ့တဲ့အနှစ်20ကကလေးတွေပျောက်ဆုံးတဲ့အဖြစ်အပျက်ကိုသူကင်တွယ်ခဲ့တာလို့ဆိုပါတယ်။ရိုးကိုကလည်းကျောင်းကိုရောက်တော့ကျောင်းသားတွေကသူ့ကိုဝိုင်းကြည့်နေကြတယ်လို့နတ်တို့အဖွဲကလည်းသူ့ကိုမကြည်နဲ့ကြတဲ့အတွက်စောင့်နေကြတာပါ။ တွေ့တာနဲ့တဏီယာကိုခေါ်ပြီးသူတို့အဖွဲ့ရှုံးရတာနဲ့ပတ်သက်ပြီးကြံစီထားတာမလားလို့ဆိုကကြံတဲ့အန်ဒိုရိုကဘယ်မှာလဲလို့မေးနေပါတယ်။ယူကိုကလည်းဘာမှဆက်မပြောနိုင်ဖြစ်နေပြီးဒီချိန်မှာပဲဒီမှာရှိတယ်လို့ပြောကဘူလန်ကရောက်လာပြီးညနေဆောင်ရင်သူတို့နှင့်ကိုလာခေါ်ကြလိမ့်မယ်လို့ပြောပြီးထွက်သွားတဲ့အတွက်နတ်တို့လည်းကြောင်ပြီးကြံခဲ့ကြပါတယ်။တစ်ဖက်မှာလည်းကလေးတွေကိုလိုက်ရှာနေကြရင်လိမ့်ဆန်အသေးသေးအများအပြားကိုတွေးလိုက်ကြကအားလုံးထိတ်လန့်ကုန်ကြပါတယ်။ ចောင်းမှာလဲဆရာကပျောက်သွားတယ်ခလေး6ယောက်အတွက်ចောင်းသားတွေကိုဆူတောင်းစီပါတယ်အားလုံးကဆူတောင်းကြပေမဲ့ဟူလန်ကတော့မလုပ်ပါဘူးယိုကိုကိုပဲကြောက်เสียပုံစံနဲ့စိုက်ကြည့်နေတာပါအဲ့ဒီနောက်မှာတော့ဒေဝိုကအိမ်သာတဲ့ရှိနေချင်းနတ်တို့ကလည်းရောက်လာပြီးယိုကိုကိုလုံးမဲ့အစီအစဉ်ကိုပြန်စင်းစားတင်ကြောင်းနဲ့ဒေဝိုကကာကွယ်နေတာကြောင့်လို့ဆိုပါတယ်အကိုကြားသွားတဲ့ဒေဝိုလည်းအိမ်သာတဲ့ကိုအတာဝင်ပုံနေလိုက်ပါတယ် နတ်ကမျက်နှာလာသိနေရင်မှန်ကနေသူ့နောက်မှာနတ်ဆိုးကရောက်နေတာကိုမြင်လိုက်ရပြီလက်ကြည့်တော့ပျောက်သွားပြန်ပါလေခဏနေတော့မှတန့်စင်ခန်းထဲကိုတယောက်ယောက်ဝင်လာတယ်လို့ဖြက်ခနဲ့မြင်လိုက်လို့လှည့်ကြည့်နေရင်ကစားကြရအောင်လို့ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်ဘူလန်ရဲ့အတန်မို့ဒါကယောက်ျားလေးအိမ်သာလို့ပြောနေချင်းအထဲမှမဟုတ်ပဲသူ့ရဲ့အနောက်မှာပါချက်ချင်းပဲသူ့နားကိုယောက်လာပြီးကစားရအောင်လို့ဩကဓာတ်နဲ့ထိုးဖို့ပြေးလာတော့ထိတ်လန့်ပြီးအော်နေတော့မှပဲဒီဝိုကထွက်လာလို့ပျောက်သွားပါတယ် ညနေကျောင်းစင်းချိန်ကိုရောက်တော့ယိုကိုကအမနဲ့အတူမပြန်ပဲအနောက်ကနေကြောက်ကြောက်နဲ့ကြည့်ပြီးလိုက်လာနေကဘူလန်ကလည်းလမ်းလျှောက်နေတာကအစာပုံမှန်မဟုတ်ပါဘူးနတ်တို့ကလည်းယိုကိုကိုပြောစရာရှိတယ်လို့ဆိုပြီးလာခေါ်သွားကြပါတယ်အာဒီကလည်းကလေးတွေရှာတဲ့လူတွေကတော်ထဲမှာတလေးဆန်အသေးကောင်တွေတွေ့တာကိုတရင်ကနေကြားသွားပြီးချက်ချင်းပဲထွက်သွားပါတယ်နတ်တို့ကလည်းယိုကိုနဲ့တွေ့ပြီးအချင်းချင်းပြေးလဲသွားကြကသူမြင်ခဲ့တာကိုပြောပြခဲ့တဲ့အပြင်ဒီဝိုကလည်း ဂျက်တိကြကြရွာမှာအရင်ကကလေးတွေပျောက်ဆုံးသွားတဲ့အဖြစ်အပျက်ရှိခဲ့ဘူးကြောင့်နဲ့တယောက်ပဲပြန်လာနိုင်ခဲ့ပြီးအဲ့ဒီကလေးကပဲတလေးဆန်တွေကိုတတ်ခဲ့တာလို့ဆိုပါတယ်ဒီအချိန်မှာပဲရွာထဲကလူတွေရွရွတဲတဲနဲ့အသေးကောင်တစ်ခုတွေ့တယ်လို့ဆိုပြီးသွားလိုက်ကြည့်တဲ့အခါမှာတော့ကြောင်သေးတကောင်ဖြစ်နေပြီးယူကိုလည်းတေးချာကြည့်လိုက်တော့ညကဝူလန်ခုတ်ထစ်နေတဲ့ကြောင်မန်တည်သွားပါတယ်ဒါကိုလည်းအာဒီကရောက်လာပြီးစောင့်ကြည့်နေတာပါယူကိုလည်းအင်ကိုအပြေးပြန်သွားပြီးဝူလန်ကိုသွားကြည့်တော့အခန်းထဲကဂရင်ပေါ်မှာအိတ်နေတာကိုမြင်လို့ ထွက်သွားတဲ့အခါမှာတော့ဘူလန်ကထလာပြီးထိုင်နေတာပါဒါကိုယိုကိုကမတိလိုက်ပါဘူးထိုင်ကုန်မှာသွားထိုင်နေရင်အိပ်ပျော်သွားချင်းသူ့ကိုခေါ်တန်ကြားလိုက်ရပြီးနိုးလာတော့အရှိမစိုက်ကြည့်နေတဲ့ဘူလန်ကိုမြင်ပြီးလန့်သွားပါတယ်ဒီအချိန်မှာပဲအတော်ဖြစ်သူကရောက်လာလို့ချက်ချင်းပဲအမူအရာပြောင်းသွားပြီးလက်ထဲကအိတ်တူကိုလှမ်းပစ်လာပါတယ်ယိုကိုကအိမ်ပြင်ထွက်ခံနီးမှာလူကြီးမရှိဘူးဆိုတာနဲ့သူ့ကိုစိုက်ကြည့်နေပြီးညနေဆောင်ရင်အိမ်ကိုပြန်လာမှမလားလို့စိုးနေကာ ရုပ်ကိုလည်းကြောက်လန့်နေပြီးဘာမှပြန်မပြောဘဲထွက်သွားပါတယ်။အပြင်ကိုဆိုင်ကယ်သမားတယောက်နဲ့ထွက်သွားချိန်ဘာထဲမှလည်းညနေစောင်းတာနဲ့သူ့လူသားသမီးတွေကိုအပြင်ကိုမထွက်ခိုင်းကြတော့ပါဘူး။နတ်ကလည်းသူ့တွေ့ခဲ့တာတွေကိုတုံကိုပြောပြနေပြီးဟူလန်ကပုံမှန်မဟုတ်ကြောင်းနဲ့အန်ဒရိုရိုးကသူ့တို့ကိုလာခေါ်မယ်လို့ပြောသွားတာကိုကြောက်နေတာပါ။တုံကတော့အယုံကြည်မရှိပဲထင်အောင်ထင်မှဖြစ်နေတာပါလို့ဆိုပြီးဖုံးချလိုက်ပါတယ်။ဒီအချိန်မှာပဲတကားခောက်တန်ကြားလိုက်ရလို့တွားပွင့်ကြည့်တော့ဘယ်သူမှမရှိပါဘူး။ ဒီတော့ပြန်ပိတ်ပြီးအိမ်ထဲကိုအလှဲ့ဝင်ပါပဲအိမ်ထဲကိုအန်ဒရိုရိုကရောက်နေကြပါပြီမြင်လိုက်တာနဲ့ထွက်ပြေးဖို့ပြင်တော့အနောက်ကနေကြံတဲ့ကောင်တွေကလည်းရောက်နေလို့ဝိုင်းချုပ်ပြီးဖမ်းခေါ်သွားပါတယ်အဖေဖြစ်သူကဝေးပြူဖို့တွန်းကိုလိုက်ရှာတော့မရှိတော့ပါဘူးနတ်ကလည်းစိုးရိမ်နေပြီးဒေဝကိုဖုံးဆက်ပါတယ်ဒေဝကဝေးပြူစူတောင်းနေတာဖြစ်လို့မကိုင်းပါဘူးဖုံးဆက်မရတဲ့အခါမှာတော့ဖုံးခေါ်နေရင်သူ့အိမ်ထဲကိုအန်ဒရိုရိုအဖွဲရောက်နေတာကိုလည်းသတိမထားမိပါဘူးချက်ချင်းပဲအတန်တစ်ခုကိုကြားလဲရပြီးလန့်သွားတာ သွားကြည့်ဖို့လှုပ်ချင်ဒေဝကလည်းဝစ်ပြုတ်ပြီးလို့ဖုံးကင်လိုက်ပါတယ်။နတ်ကတော့ဖုံးဝင်ပေမဲ့စကားမပြောနိုင်သေးပဲသူကြည့်နေတဲ့တကားကပွင့်လာပြီးအန်ထရိုကိုမြင်လိုက်ရလို့ထိတ်လန့်သွားပါပြီ။ဒါကိုလည်းဖုံးကင်ထားတဲ့ဒေဝကကြားနေရတာပါ။နတ်လည်းကြည့်နေရင်နောက်တစ်ယောက်ကနိုင်ရန်ဖောက်ဝင်လာပြန်လို့နောက်ပြန်လှည့်ပြီးတော့အနောက်မှာကြံတဲ့ကောင်တွေကလည်းရောက်နေကြပါပြီ။ပြေးပေါက်ပိတ်နေကအလဲမှရောက်နေပြီးသူ့ကိုဝိုင်းဖန်ကြပါတော့တယ်။ဒေဝကလည်းဖုံးကနေနတ်ရဲ့အော်တန်ကိုပဲကြားလိုက်ရပါတယ်။ ီတော့စိတ်ပူသွားပြီးထွက်လာတဲ့အချိန်လမ်းမှာရိုးကိုးနဲ့စုံမိသွားကြပြီးဆိုင်ကယ်သမားကိုထားခဲ့ကနှစ်ယောက်သားနိုင်ရဲ့အိမ်ကိုအပြေးသွားကြပါတယ်။သူတို့အိမ်တောင်မရောက်သေးပါဘူးလမ်းမှာပဲဘူကတ်ခံထားရတဲ့အန်ဒိုတို့အဖွဲ့နဲ့တို့ပြီးဝိုင်းခံထားရပါတယ်။ရိုးကိုးတို့လည်းပြေးပေါက်မရှိလို့ဘာလို့ရမှန်းမသိဖြစ်နေကဘာလို့ကျင်တာလဲလို့အော်ချလိုက်ပေမဲ့ဘာမှမပြောကြပဲလက်နက်တွေကင်ထားကြပြီးမန်းဖီနေကြတာပါ။ကြည်နေရင်မှပဲခေါင်းမိုးပေါ်ရောက်နေတဲ့ကောင်ကပြေးဆင်းလာပြီးပြုတ်ကြသွားကချက်ချင်းပဲဝုန်းဆိုထွက်လာပြီးပြေးခုတ်ပါတယ်။ ဒီတော့ယိုကိုတို့နှစ်ယောက်လည်းထွက်ပြေးကြရပြီလမ်းမှာတွေ့တဲ့ကလေးတူကိုလည်းခုတ်ထိတ်ခံရတယ်လို့လူကြီးတွေလည်းမလွတ်ပါဘူးယိုကိုတို့လည်းအသေးအံပြေးကြရင်ဒါကိုသိနေတဲ့အာဒီကကားနဲ့စောင့်နေတာကြောင့်ကားပေါ်ကိုအမြန်တက်ပြီးလွတ်သွားကြပါတယ်နတ်ကတော့ဒိုင်ယာတွေရနေတဲ့ကလေးတွေနားကိုရောက်သွားပြီးထိတ်လန့်နေတုံးမှာပဲအနားကိုအန်ဒိုရုအဖွဲကထက်ရောက်လာပြန်ကတကောက်ကြီးနဲ့အနားကိုတိုးလာပြီးမလုတ်ပါနဲ့လို့တောင်းပန်နေချင်းတချင်းတန်တစ်ခုကိုကြားလိုက်ရပြီးအနောက်ကိုဆုတ်သွားကြပါတယ် သူတို့အားလုံးကိုထိန်းချုပ်နေတာကဝူလန်ပါဝူလန်ဝင်လာတော့အားလုံးကငြိမ်သွားကြပြီးဝူလန်ရဲ့အနောက်ကနေနှဆိုးကြီးကထွက်လာပါတယ်ဒါကိုမြင်တော့နတ်ကလည်းအကောင်ချစ်ပြီးအော်ဟစ်ပါတော့တယ်အာဒီကလည်းယူကိုတို့ကိုခေါ်သွားပြီးဘေးကင်းတဲ့နေရာကိုရောက်တော့ဓာရီကိုကျူးကင်နေတာကဦးမူရှိဘရန်လို့ခေါ်တယ်နတ်ဆိုးမိစားတကောင်ဖြစ်ကြောင်းနဲ့သူကကလေးတွေရဲ့ဝိညာဉ်ကိုစားပြီးလူရဲ့ခန္ဓာကိုယ်ကိုပူကတ်နိုင်တဲ့အစွမ်းရှိတာပါဓာရီကိုသူအရင်ကကြုံတွေ့ခဲ့ဘူးတာကြောင့်ပါပဲလွန်ခဲ့တဲ့နှစ်20က ူရဲ့တင်ငယ်ချင်းကနတ်ဆိုးရဲ့သားကောင်ဖြစ်ခဲ့ဘူးတာပါတင်ငယ်ချင်းနှစ်ယောက်နေဝင်မိုးချုပ်အိမ်ပြန်တဲ့အချိန်မှာပဲဆီယာမကိုချိန်ဆမိသွားရကနေယိုဂိုတို့ဖြစ်ခဲ့တယ်လို့ပဲကားတိုင်းမှုဖြစ်သွားခဲ့ပြီးအဲ့ဒီအချိန်ကနေစတင်ကရွာထဲမှာထူးခြားမှုတွေစပြီးဖြစ်လာခဲ့တာပါဆီယာမကလည်းထူးဆန်းစွာနဲ့တည်ဆုံသွားခဲ့တယ်လို့တင်ငယ်ချင်းဖြစ်သူကလည်းပုံမှန်မဟုတ်တော့ပါဘူးတရိစံတွေကိုလည်းတက်ပြစ်ခဲ့တာလို့ဆိုပါတယ်နောက်ဆုံးမှာတော့သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ် ာဒီကိုတိုင်ကလည်းနတ်ဆိုးရဲ့ပူကခံရမလို့ဖြစ်ခဲ့ဘူးကသူရဲ့တငယ်ချင်းကအကူညီခဲ့တာကြောင့်ကံကောင်းသွားခဲ့တာပါဦးလေးကဘယ်မှနေတာလဲလို့မေးတော့ကြတိကြကြလို့ပြောလိုက်တော့အလုံးလန်သွားကြကရွာထဲမှာလည်းအိမ်နောက်ဘွေးတစ်ခုမှာကလေးတွေတည်ဆုံနေကြတာကိုတွေ့သွားကြပါတယ်ယိုကိုစီကိုလည်းအတော်ဖြစ်သူကဖုံးဆက်လာတော့သူဖြစ်ပြက်ခဲ့တာတွေကိုပြောပြလိုက်ပြီးသူရဲ့တငယ်ချင်းတွေအကုန်လုံးအသက်ခံလိုက်ရလို့တည်ဆုံသွားပြီလို့သိလိုက်ရကဒါကိုအာဒီကိုလည်းပြောပြလိုက်ပါတယ် ဒီတော့တေဆုံးသူတွေကိုမြုံနံနေတဲ့နေရာကိုအာဒီကရောက်သွားပြီဝေးကနေလမ်းကြည့်နေရင်ဝူလန်ကိုလည်းမြင်သွားကပိုးကလည်းသူ့ကိုမြင်တာနဲ့ပျောက်သွားပြီးအနာကိုရောက်လာပါတယ်ဝူလန်အနာကိုရောက်လာတော့အာဒီလည်းတိနေပြီးတုံလုံးခြောက်ချနေကစကားတောင်မပြောနိုင်ပါဘူးသူ့ကိုလည်းဝူလန်ကိုတဲကနတ်ဆိုးကမှတ်မိနေပြီးကလေးတွေကိုကယ်ဖို့ကြိုးစားနေတာဆိုရင်နောက်ကျသွားပြီးနင်းလည်းအညံ့ခံဖို့လာတာလားလို့မေးတော့အာဒီလည်းကြောက်နေပေမဲ့မကျေနပ်တာတွေကိုထုတ်ပြလိုက်ကမင်းကိုတတ်ဖို့လာတာဖြစ်ကြောင်းနဲ့ ငါအရင်ကအာတီမဟုတ်တော့ဘူးငါမင်းကိုတတ်ပြမယ်လို့တက်တက်ကြည့်ပြီးချိန်ဝါပြစ်လိုက်ပါတယ်ဒီတော့နတ်ဆိုးကလည်းနဲ့ငါ့ကိုတတ်တာမအောင်မြင်ရင်ခလေးတူရဲ့ဝိညာဉ်တွေအကုန်လုံးကိုငါစားပြစ်မယ်လို့ဆိုပါတယ်ပြီးတာနဲ့နတ်ဆိုးပုံစံကြီးပြန်ပြောင်းလဲသွားကသူ့နားကနေပျောက်သွားပါတယ်ချက်ချင်းပဲပျောက်သွားတာနဲ့ဝူလန်ကလူတွေကြားထဲကိုပြန်ရောက်နေတာပါအာတီကလည်းယိုကိုတို့နှစ်ယောက်ကိုအဆောင်တွေပေးလိုက်ပြီးအိမ်ကိုပြန်ကအိမ်ရဲ့အဝင်အထွက်အပေါက်တွေမှာထားစီပြီးသူ့ကိုအိမ်ထဲကနေမထွက်နိုင်အောင်လှုပ်ထားကြဖို့နဲ့သူလာခဲ့မယ်လို့မှားလိုက်ပါတယ် ဒီတော့ယူကိုတို့နှစ်ယောက်ကအိမ်ပြန်ကပြေးလိုက်တဲ့အဆောင်တွေကိုအင်းရဲ့အပေါက်တွေမှာချိတ်လိုက်ကြပြီသူတို့လုံနေချိန်မှာပဲဝူလန်တို့ကအပြင်ကနေပြန်ရောက်လာကြပါပြီဒါကိုတီသွားတော့ဝူလန်ရဲ့အခန်းထဲကိုထားဖို့ကြံနေသေးတယ်မို့တွားထားဖို့ပြင်လိုက်ချိန်အတော်ပြည့်သူကမြင်သွားပြီယူကိုကိုပြေးပြီးဖတ်ထားလိုက်ကငုံနေရပါတယ်သူတို့ကလည်းဘာမှမပြောနိုင်ဖြစ်နေပြီဝူလန်ကလည်းဝင်လာကသူ့ကိုစိုက်ကြည့်နေတာပါအလုံးကလည်းထိတ်လန့်နေကြပြီးဘေးကအဆောင်ကိုဝူလန်ကလည်းမြင်သွားတဲ့အခါမှာတော့ထအော်ပါတော့တယ် ယိုကိုတို့လည်းနားတွေဥပြီးလဲကြနေကြတော့မှပဲအာဒီကကားနဲ့အမြန်ရောက်ချလာကဒါကိုလေသူ့ကိုကလေးတွေကိုတတ်တဲ့လူပါလို့ဆိုပြီးလုံချုံရင်းနဲ့ရွာသားနှစ်ယောက်ကလည်းအာဒီကိုဝိုင်းဖန်ကြပါလေရောအာဒီကဝူလန်ကိုအပနေနေချင်း၃ယောက်သားဝိုင်းချုပ်ထားကြပါတယ်သူ့ကိုအထင်မှားနေပြီးသူ့ကိုလှပေးပါလို့ပြောနေကယိုကိုတို့ကဝိုင်းပြီးပြောလည်းမယုံပါဘူးဝူလန်ကသူ့ကိုဖမ်းကြသူကကလေးတွေကိုကြိုးကင်နေတဲ့တယောက်ပဲလို့ဆိုပါတယ်တကယ်တော့အာသူပချားတဲ့နေ့ကအာဒီကလာကြည့်နေတာကို ဘူလန်ကလုံကြုံရေးကိုပြလိုက်ပြီးအဲ့ဒါကကလေးတွေကိုကြိုးကင်နေတဲ့လူလို့လောက်ကြံပြီးပြောထားတာပါဒီတော့အာဒီကဘာပြောပြောမယုံကြပါဘူးယူကိုတို့ကလည်းထိ ंछ ုပ်ခံနိုင်ရတာပါလို့ပြောနေလို့သူတို့ကိုပါဝမ်းပြီးဖမ်းထားကြပြီးအာဒီကလည်းစိတ်တူတူနဲ့အာတင်းယုံကဝူလန်ကိုဆွဲပြီးအပနိုင်မို့ကြိုးစားပေမဲ့ငါနင့်ကိုရောကလေးတွေပါအကုန်တက်ပြစ်မှာလို့ဆိုပါတယ်အာဒီလည်းအတင်းလေပင်းထညစ်တော့သူ့ကိုပဲဝမ်းပြီးဖမ်းချုပ်ထားကြတဲ့အတွက်ဝူလန်ကလွတ်သွားပြန်ပါတယ် ယူကိုတို့ကိုလည်းထွက်ပြေးခိုင်းလိုက်ပြီးဟူလန်ကတော့ကြိတ်ရဲနေတာပါ။ရွာထဲမှာလည်းကလေးတွေကိုထိန်းချုပ်ပြီးတတ်တဲ့သူကိုမိထားတယ်လို့ကြားတဲ့အတွက် RTC ကိုရောက်လာကြပါတယ်။ယူကိုတို့ကတော့ပုံနေကြရပြီးစိတ်သက်ကြနေကသူတို့လည်းလက်လျှော့ကျင်းနေကြပါပြီ။ဒါပေမဲ့တယောက်နဲ့တယောက်အားပေးလိုက်ကအန်ဒရိုတို့ကိုကယ်ယာအောင်မယ်လို့ဆိုပါတယ်။ဟူလန်ကတော့ဘလီစီယာကိုလည်းဒုံးနဲ့ရိုက်ချပစ်လိုက်ပါတယ်။ရွာသားတွေကတော့ RT ကိုထုတ်ပေးခိုင်းနေပြီးလုံချုံရင်းနဲ့၃ယောက်ကတော့အထဲမှာချုပ်ထားကစစ်မီးနေကြတာပါ။ ဘယ်လောက်ပဲစိတ်မေးမေးအပြင်ကလူတွေကမင်းကိုရိုက်ချင်နေကြတာလို့ပြောလဲအာဒီကဘာမှပြန်မပြောပါဘူးလုံကြုံရေးကအတင်းချော့မော့မေးတော့မှ "तू ကဂျက်တီဂျာဂျာကလာတာလို့ဆိုတော့မျက်လုံးပြူးသွားပါတယ်"သူမျက်နှာပြတ်သွားတာကိုအာဒီကသိပြီးမစ္စတာအာမင်နဲ့အမျိုးတော်သာလာလုံမေးတော့အာမင်ကလုံကြုံရေးရဲ့အဖေပါမစ္စတာအာမင်ကအာဒီတို့ငငယ်ကကဲတင်ပေးခဲ့ဘူးတဲ့နတ်ဆရာဖြစ်နေတာပါဒီတော့သူကလွန်ခဲ့တဲ့နှစ်20ကနှစ်နာခဲ့သူပါလို့ပြောလိုက်တော့လုံကြုံကြီးကလည်းအံ့ဩသွားတာ ရွာသားနှစ်ယောက်ကလည်းစုဖြဲနေပြီ။သူပြောတာတွေကိုလက်မခံသေးပါဘူး။ဒီအချိန်မှာပဲဖေဟားကျောင်းလော့စပီကာကနေဝူလန်ကကစားကြရအောင်လို့ဆိုတဲ့တခြင်းကိုဆိုလိုက်တော့တရွာလုံးကကြားရတဲ့ကလေးတွေအကုန်လုံးကိုတက်ရောက်သွားစေပါတယ်။အိမ်ထဲမှာနေတဲ့ကလေးတွေလည်းအတန်ကြားတာနဲ့ထိ ंच ုပ်ခံလိုက်ရပြီးအိမ်ကနေထွက်သွားကြပါတယ်။ရွာထဲကကလေးတွေကအကုန်လုံးထိ ंच ုပ်ခံရပြီးအားလုံးထွက်သွားနေကြတာဒီထဲမှာယူကိုနဲ့ဒေဝိုတို့လည်းအပါအဝင်ပါပဲ။ ဒါကိုလူကြီးတွေလည်းကြားသွားကြပြီးဝူလိုင်ရဲ့အမေကလည်းတတိထားမိသွားကအိမ်ထဲကိုဝင်ပြေးတော့အာဒီကလည်းကလေးတွေကိုနတ်ဆိုးကထိန်ချုပ်နေပြီးသူ့ကိုအမြန်လှုပ်ပေးပါလို့ပြောနေကဒါလည်းမလှုပ်ပေးကြပါဘူးရွာထဲမှာလည်းကလေးတွေပျောက်သွားလို့မိဘတွေကရုပ်ရုပ်သေးသေးနဲ့ပြေးလွှားသွားနေကြကဒါကိုလုံခြုံရေးကလည်းတီသွားပြီးမှရဲကိုခေါ်မယ်လို့ဆိုပါတယ်အာဒီကလည်းရဲကိုခေါ်လဲနောက်ကျသွားပြီးဖြစ်ပြီးသူ့ကိုလှုပ်ပေးဖို့နဲ့အားလုံးအန်ဒီရရှိနေတာကြောင့်အမြန်လှုပ်မှရမယ်လို့ဆိုပါတယ် ဒီချိန်မှာပဲအပဝါကနေအန်ဒရူးတို့အဖွဲ့ကလက်နက်တွေနဲ့ရောက်လာပါပြီတကားကိုပိတ်လိုက်လို့អော်လိုက်တော့အတင်းပြေးလာကြတာတကားကိုဓာတ်တွေနဲ့ဝိုင်းခုတ်ကြပါတယ်အာဒီကလည်းသူတို့ပူးပေါင်းมาရမယ်မဟုတ်ရင်ကလေးတွေအကုန်လုံးတေကိုလိမ့်မှာဖြစ်ပြီးသူ့ကိုလည်းအ мян လှုပ်ပေးပါလို့ပြောတော့မှလှုပ်ပေးလိုက်ပြီးတကားကိုဝိုင်းပြီးပိတ်ထားကြပါတယ်ဒါပေမဲ့မရပါဘူးတကားကပြတ်သွားပြီးအထဲကိုရောက်လာက ရုံရင်းစံကတ်တွေဖြစ်ကုန်ကြပါတယ်အတင်းဝင်ပြီးတိုက်ခိုက်ခံနေကြရပြီး အကုံလုံးကဝယုံသုံးကားဖြစ်နေချင်းအာဒီကအပြင်ကိုရောက်သွားကသူ့နောက်လိုက်လာတဲ့တကောင်ကိုလည်းမှောက်သွားအောင်လှုပ်ပစ်လိုက်ပါတယ်။အထဲမှာလည်းပူကက်ခံထားရတာကခလေးတွေမှပြန်ချချပါတယ်။အာဒီကလည်းအထဲကိုသွားကိုရမလားထွက်သွားရမလားဝေဝဲမရဖြစ်နေပြီ။ခဏနေတော့မှဟူလန်ကခလေးတွေအားလုံးကိုတတ်ပြစ်မယ်လို့ပြောတာကိုအမှတ်ရသွားကသူရှိနေနိုင်တဲ့နေရာကိုအပြေးထွက်သွားပါတယ်။တစ်ဖက်မှာလည်းဝူလန်ကိုရောခလေးတွေအားလုံးကိုပါနတ်ဆိုးကတင်ကြိုင်းကိုစင့်ခေါ်နေတာပါ။ ိမ်ထဲမှာလည်းပူးကန်နေတဲ့ခလေးတွေနဲ့လုံချုံကြီးတို့အဖွဲ့တွေကတိုက်ကြခိုက်ကြတုံးပါပဲတတိဝင်ဖို့ပြောနေကြပေမဲ့မရပါဘူးလုံချုံကြီးကလည်းတကားကိုအတင်းပိတ်ထားရပါတယ်နောက်တော့အပြင်ကနေနှစ်ယောက်ကလည်းသူတို့ကိုတိုက်ခိုက်နေတဲ့ခလေးတွေကိုတယောက်စီတီးပစ်ကြပါတယ်ခလေးတွေအားလုံးကလည်းနတ်ဆိုးကဆင့်ခေါ်နေတဲ့နေရာကိုတွားနေကြပြီအာဒီကလည်းအပြေးရောက်လာကရက်ဖို့လှမ်းထားလိုက်တော့အားလုံးကသူ့ကိုလှည့်ကြည့်လာပါတယ်အားလုံးကရက်သွားကြပြီးနတ်ဆိုးကလည်းဟူလန်နဲ့အတူလေးပေါ်မှာပါ အာဒီကအနာကိုသွားတော့မင်းငါပြောသလိုပဲအကုန်လုံးကိုငါတက်ပြစ်တော့မှာလို့ဆိုပါတယ်အာဒီကလည်းငါမင်းကိုမတားနိုင်တော့ပါဘူးမင်းလိုချင်တာငါ့ကိုမလားငါခန္ဓာကိုယ်ကိုယူပါကြိုက်သလိုသုံးပါလို့ဆိုပါတယ်နတ်ဆိုးကမင်းရဲ့ဝိညာဉ်ကိုပေးတယ်လားလို့ဆိုတော့အာဒီလည်းကလေးတွေကိုလှုပ်ပေးပြီးသူ့ကိုပဲခေါ်သွားဖို့နဲ့ငါဝိညာဉ်ကိုယူပါလို့ဆိုပါတယ်တစ်ဖက်မှာလည်းလုံချုံရေးကိုတကားဖွင့်လို့ရသွားပြီးခုတ်ထင်နေပါပြီဘူလန်ကလည်းလေပေါ်ကနေဆင်းလာပြီးအာဒီရဲ့ရှေ့မှာလဲကျသွားတာ ချက်ချင်းပဲနတ်ဆိုးကပေါ်လာပြီးအာဒီကိုလက်ကမ်းပေးပါတယ်။အာဒီကလည်းတုံလုံးခြောက်ချားနေပြီမဲ့နတ်ဆိုးရဲ့လက်ကိုဆွဲလိုက်တဲ့အချိန်သူ့ရဲ့ကိုယ်ထဲကိုနတ်ဆိုးကဝင်နိုင်သွားတာတွန့်နေလာပါတယ်။ဒါပေမဲ့အာဒီကသူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်ပြီးအလားကိုဆူတောင်းစာရုပ်ဆူလိုက်တာနဲ့ထိန်းချုပ်ခံထားရတဲ့ကလေးတွေအကုန်လုံးထအော်ကြပါတယ်။အာဒီရဲ့ကိုယ်ထဲကိုရောက်နေတဲ့နတ်ဆိုးလည်းမခံနိုင်ဖြစ်လာပြီးအာဒီကလည်းသူ့ထဲမှာနတ်ဆိုးရောက်နေတာတော့ကျန်းစာတွေကိုရွတ်လိုက်ရင်ဓာရီကိုအဆုံးသတ်ဖို့အတွက်ရေထဲကိုခုံချသွားခဲ့ပါတယ် ဒီတော့မှထိန်းချုပ်ခံရတဲ့ကလေးတွေအားလုံးလွတ်မြောက်သွားကြပြီအာဒီကတော့ရည်စည်းနဲ့အတူမျောပါသွားပါတော့တယ်ကလေးတွေအကုန်လုံးကလည်းတတိပြန်ရလာကြပြီသူတို့ရောက်နေတာကတင်းချိုင်းတစ်ခုမှပါယူကိုတို့ကလည်းတတိရလာတော့ဝူလန်ကိုမြင်ပြီးလန့်နေကြကဝူလန်ကလည်းငိုပြီးဖတ်ထားလိုက်ပါတယ်ထိန်းချုပ်ခံရပြီလိုက်တက်နေတဲ့အန်ဒရိုတို့လည်းအသည့်ပြန်ဝင်လာပါတယ်အဲဒီနောက်မှာတော့အာဒီကသူ့ရဲ့တင်ငယ်ချင်းအာယူကိုစားတဆောင်ခြံခဲ့ပြီသူနောက်ဆုံးမှဒါကိုအဆုံးသတ်ဖို့သူ့ကိုယ်သူစတဲ့ဖို့ဆုံးပြတ်ထားပြီးသားပါ သူတည်ဆုံးသွားတဲ့နေရာမှာကလေးတွေကဆူတောင်းပေးနေကြပြီအာယူကလည်းစာလေးကိုဖတ်ကဝမ်းနဲ့ငိုကျွေးနေပြီးဇလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအဆုံးဒီလိုက်ပါကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမှခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆူတောင်းပေးရင်းညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ